あちだぞ、せいざ。やっほーなさん、こんにちは。木下ミメンマーのバンです。みなさん、ジニマロ、私に出てる、ナウテ、せいざいちゃんをリラなじゃめの、さあ、始めましょうほみ、皆さん、まあ、あちだぞ、せいざにね、まあ、たまおぞ、あちだぞ、せいざがろ、パイシスピーバイシン。えロ。パイシスゴ、ジャパンロ、ウォーザーウコバイシン。 ဥဩဇဥဩဇဥဩဇတွေကမှစိတ်ခံစားချက်နဲ့သူတို့တွေကဘဝကိုဖျက်ဆီးနေတဲ့သူတွေပါ romantic imagination တွေများပြီးတော့အချစ်ရင်းမှာလည်းအပြည့်အဝချစ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်ရှင်ဒုတိယအချစ်သက်ဆုံးဆေးစားကတော့ cancer sign ဖြစ်ပါတယ်ရှင်ဒါမင်းသားဆာ cancer ကိုဂျပန်လို့ခါနီဇာလို့ခေါ်ပါတယ်ရှင်ခါနီဇာခါနီဇာ ခါနီးစားတွေကကိုယ့်ရဲ့ချစ်သူကိုစောက်ရှောက်ပေးဖို့အတွက်စူးစမ်းနေကြတဲ့သူတွေပါ။အာသူတို့တွေက emotional ဖြစ်ကြပေမဲ့လေကိုယ့်ရဲ့ချစ်သူကိုတော့အပြည့်အဝ caring ပေးတတ်တဲ့စေရေးစားဖြစ်ပါလေရှင်။တတိယမြောက်အချစ်သက်ဆုံးစေစာကတော့ Taurus sign ဖြစ်ပါတယ်။ဒါမင်းသား Taurus sign ကိုဂျပန်လို Ō Ushiza လို့ခေါ်ပါရှင့်။ Ō Ushiza Ō Ushiza အိုးဦးရှိစားတွေကအချစ်ရည်မှာ deeply နဲ့ passionately ခံစားတတ်ကြပါတယ်။သူတို့တွေကအပြောင်းလဲမကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတယောက်ကိုကြိုက်လို့ရှိရင်ဒီတယောက်နဲ့ပဲစုံတိချစ်သက်သွားတဲ့သူတွေဖြစ်ပါလိမ့်ရှင်။ဒါမှသာအော်တရှိဒီနေ့ပြောပြလိုက်တာကတော့အချစ်သက်ဆုံးဆေးရည်စားတွေကြောင့်ဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းခြားသောဆေးရည်စားတွေကဘယ်လိုမျိုးလဲဆိုတာကိုလက်ရှိနဲ့တူတူနောက်ပြီးဆက်ပြီးတော့လေ့လာကြမှာမို့လို့အားလုံးပဲ နောက်ဗီဒီယိုတွေမှာလည်းဆက်လက်ကြည့်ပေးပါအောင်ရှင့်မတ်တာနဲ့